အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်တင်းထွက်မနှက်ဖြန်ငွေကြေးကန့်ချင်းတွေကိုဖတ်ကြားပေးပါမယ်မနက်ဖြန်မှာငွေကြေးကန်အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စကားစမြီလေးတွေများရကိန်းရှိတတ်တယ်အကယ်၍ပေါ့နော်ကျွေးမြီတွေဘာတွေရစီရရှိရဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့အတိုင်းတာပေါ့နော်အတိအကျမရဘဲနဲ့လျှော့ပြီးတော့ရတာမျိုးဖြစ်တတ်တယ်တချို့ဆိုလို့ရှိရင်ပေါ့နော်ကိုကိုကျွေးမြီပေးစီရရှိရလူကအဲချိန်နာတာမျိုးရှိတယ်ဆိုလို့ရှိရင်ပေါ့နော် အာမပေးဘဲနဲ့တမင်သက်သက်ရှောင်ပြေးတာမျိုးလေးတွေကြုံရတတ်တယ်နော်ဥမာပေါ့ဘသူကတော့အာဘသူစီရပေါ့နော်အာငွေကြေးယူထားတာမပေးဘူးထွက်ပြေးသွားပြီဆိုတော့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့တော့မနက်ဖြန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုထက်ကြီးခဲ့သူတွေရှိလို့ရှိရင်လည်းကြည့်ခဲ့သူတွေ ਨੇ ပြဿနာတတမျိုးလေးတွေကြုံရတတ်တယ်။ကံကောင်းတဲ့တစ်ချက်ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတိတ်မှာ အလှူတန်းတွေအများကြီးလှုပ်ထားတဲ့သူမျိုးတွေဆိုလို့ရှိရင်မနက်ဖြန်မှာအဲ့ဒီကုသိုလ်တွေကပြန်ပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့အကျိုးပေးတာမျိုးတွေ့ရတယ်။အကိမ်များမနက်ဖြန်မှာစပြီးတော့ပေါ့နော်။အာအိနောင်တရီဆိုလို့ရှိရင်တရီသားနဲ့ပတ်သက်တဲ့တရင်မျိုးပေါ့နော်။အဲ့လိုမင်္ဂလာတရင်ကြရတယ်ဆိုလို့ရှိရင်ဒီကလေးကကိုယ့်ရဲ့ဘဝတဲကို lucky baby လေးအဖြစ်ပေါ့နော်။ငွေကန်ကောင်းတဲ့ကလေးလေးကိုစတင်ပြီးတော့တရီလွယ်ရတဲ့ နေမျိုးလည်းဖြစ်တတ်တယ်။ဒါအိမ်ဆောင်တဲ့တွေအတွက်ပေါ့နော်။ဝန်သားစီယာသတင်းကောင်းမျိုးလေးကြားတတ်တယ်။ဘလို့သတင်းကောင်းလဲဆိုတော့ခုနကပြောသလိုခလေးကပေါ့နော်။ငွေကန်ကောင်းတဲ့ခလေးလေးပေါ့နော်။အဲသူ့ကိုသတိလွယ်ခြင်းကနေစပြီးတော့စတင်ပြီးတော့ငွေကြီးတွေကိုအတွက်ပေါ်ပေါ်မြင်းများစီးစင်းလာဖို့အတွက်ကံတရားတွေဖြစ်လာပါတယ်ဆိုတော့အကြောင်းမျိုးတွေအနာဂတ်မှာကြားရနိုင်တဲ့နေမျိုးကိုပထမဆုံးပေါ့နော်။သတိထဲတာမျိုးကြုံရတတ်တယ်။ နောက်တစ်ခုကိုနဲ့မသိတဲ့သူတွေစီကနေတော့အရန်ကောင်းနေအာဒီငွေကြေးလောက်ကန်နဲ့ပတ်သက်ပြီးတော့အကူအညီအထောက်ပံ့နေအများကြီးရရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အကူအညီထောက်ပံ့နည်းနည်းလေးတာမဟုတ်ဘောနော်အများကြီးရရှိတတ်တယ်တချို့ဆိုလို့ရှင်ကိုနဲ့မသိဘူးတော်တော်ဝိုးဝေးမှရှိရတဲ့သူတွေတစ်ခါမှမမြင်ဘူးမတွေ့ဘူးတဲ့သူမျိုးတွေနဲ့စီဝါရေးတွေတွဲဖက်ပြီးတော့စတင်ပြီးတော့လုပ်ရတဲ့ဂိမ်းမျိုးဖြစ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ခုနကနည်းနည်းလေး ြံမကောင်းတဲ့ပုံစံမျိုးရှိရဲဆိုရင်မနက်ဖြန်မှာစီးပွားရေးလုပ်ငန်းတစ်တွေစတင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့နေ့မျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မနက်ဖြန်မှာဆိုလို့ရှိရင်လုပ်ငန်းတစ်တွေစတင်နေတဲ့သူတွေအနေနဲ့ကတော့စတင်ပြီးတော့ try တဲ့နေ့မျိုးတွေဖြစ်တယ်ဘာလို့ဆိုစပြီးတော့ try တဲ့နေ့မှနေစပြီးတော့ပေါ့နော်ရောင်းရတွေကောင်းတာမျိုး customer တွေလာတာမျိုးပေါ့နော်ဒီလိုမျိုးတွေကြုံရတတ်တယ်ကောင်းတဲ့နေ့နေဆောင်ရင်းလာတတ်တဲ့နေ့မျိုးတော့ဖြစ်တတ်တယ်ပေါ့နော်စတင်မဲ့သူတွေအတွက် အလုံးမဲ့စီးပွားဥစ္စာများဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့တင်းတော်မနက်ဖြန်ငွေကြေးကနမိတ်ဖက်ကိန်းညီကုန်းချုပ်လိုက်ပါတယ်